န္တလေးတိုင်းမရယာမြို့နယ်အရှိချမ်းထမ်းပေကုန်းနဲ့ကြောက်တရာကျေးရွာတဝိုင်းမှာစုံစုနဲ့ဒေါ်လာရင်းတက်တွေနေစဉ်ရက်ဆက်တိုက်ပွဲပြင်းထန်ဖြစ်ပွားနေရလို့ဒေသခံသတင်းမြစ်တွေက MFP ကိုပြောပါရယ်။ရေပြင်တိုက်ပွဲမှာအထင်အားအသေးများတဲ့စုံစုကလေချောင်းကိုအဓိကအားထားအသုံးပြုကနေစဉ်ရက်ဆက်တရက်ဆက်ဘုံကျဲနေတယ်လို့တိုက်ပွဲမရှိတဲ့ကျေးရွာတွေကိုပါဘုံကျဲတာလက်နက်ကြီးနဲ့ပစ်ခတ်တာတွေကျူးလွန်နေလို့အရက်သားပြည်သူတွေထိခိုက်ဒိတ်ဆုံးမှုတွေလည်းရှိနေပါရယ်။ ဇွန်လ19ရက်မနေ့ကလည်းမတရားနဲ့အရှိချမ်းမှာတနီကိုတိုက်ပွဲဖြစ်ပွားနေပြီးတော့စုံစုကဂျက်ဖိုက်တာတိုက်လေရင်ဝိုင်းတွဲပတ်စုံသုံးလေရင်တွေနဲ့ပါ၅ချိန်ထပ်မနဲ့ပုံကျဲခဲ့ပါသေးတယ်။ဒါအပြင်မတရားမျိုးပေါ်မှာတက်ဆင်ထားတဲ့ဟောင်းဝဆာမန္တလေးမတရားကလန်ထီးတော်မိုးရွာစစ်စကန်းမှာတက်ဆင်ထားတဲ့ဟောင်းဝဆာကံဖြူရွာတဲကလက်နက်ကြီးစရရီနဲ့မတရားနဲ့အရှိချမ်းကကြေးရွာတွေဘက်ထင်တိုင်းကျပြစ်ခတ်နေတယ်လို့ဒေသခံတွေကပြောပါရတယ်။ ဇွန်လ18ရက်ကလည်းမဒီယာနဲ့အရှိချမ်းကိုစိုးစုကမစိုင်းတုံးတွေနဲ့ပြစ်ခတ်သလိုနေကင်းဘတ်မှာတိုက်လေရင်နဲ့ပုံကျဲပြီးညပိုင်းမှာဝိုင်တွဲလေရင်နဲ့15ကျိဘုံအလုံး90ကျော်ကျဲချခဲ့ပါသေးတယ်။စိုးစုကထင်းတိုင်းကျဲပုံကျဲပြစ်ခတ်လက်နက်ကြီးနဲ့ထုနေလို့ကြောက်ရရနဲ့ထမ်းမင်ကုံရွာအပေါင်းရင်မဒီယာနဲ့အရှိချမ်းကြီးရွာတွေကဒေသခံပြည်သူတွေရွာထဲမနေရဲပဲအိုးအိမ်ဆုံးခွာထွက်ပြေးနေကြရတာနှစ်ဝက်ကျော်ကြာရှိနေပြီလို့ဒေသခံတွေကပြောပါတယ်။